သူတို့နှစ်ယောက်ကိုအပြစ်ပေးနေတဲ့သူကနန်းတော်သခင်ဖြစ်နိုင်ပါလေ။ဝိညာဉ်ဘိမှန်ရဲ့နန်းတော်သခင်ဟာခွေမျိုးနဲ့ဇူထဲမှာတော့တော်နည်းမှာမြင့်မာတဲ့အဆင့်တန်းရှိနေပါလေ။ဝိညာဉ်ဘိမှန်ရဲ့နန်းတော်သခင်ဟာကျယ်ငါးပွင့်အထက်တိုင်းသူတော်စင်မှာရှောင်းဝမ်းဂူပိတ်လေးကျင့်နေတဲ့နှစ်နှစ်အတွင်းကာလမှာထိုင်လင်းရှောက်ရှန်းချင်းလင်းသူတို့သုံးယောက်စလုံးဟာကျယ်ကိုပွင့်အထွန်းထိပ်တိုင်းဝေးစာအဆင့်ကိုချုပ်ပြနိုင်ခဲ့ပါလေ။ထင်မြင်ရဆိုရင်တော့ကျယ်တွင်တိုင်းသူတော်စင်အဆင့်နဲ့အတော်လေးဥမာနီးစပ်နေပြီဖြစ်တဲ့လူတစ်ယောက်ပါ။ လက်ရှိကြဲကျွေးဆိုင်ကိုလာရောက်တိုက်ခိုက်တဲ့အဖွဲ့ထဲမှာသူတော်စင်ဒပိုင်းစင်ပညာရှင်၃ယောက်ကဥဆောင်ပြီးတော့လာရောက်တိုက်ခိုက်ကြတာပါ။စောင်းဝင်းရဲ့အငွေတက်ကလက်ရှိအချိန်မှာအမြဲတမ်းပြောင်းလဲနေတာပါ။ဒါပေမဲ့ဒီမှာပြသွားတာရဆိုရင်တော့ရှောင်းဝင်းကသူတော်စင်ဒပိုင်းစင်ကိုသူကချိုးဖျက်နိုင်ခဲ့ပါပြီ။အလုံးပဲမင်္ဂလာပါ။ကျွန်တော်ကတော့ခရိုစာကီပါ။ဒီနေ့မှတော့ကျွန်တော်က episode 190ကို review လုပ်ပေးသွားမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ video လေးစလိုက်ရအောင်။ ဘောဒီတပါတစ်ပင်ခီးစဉ်အပြီးမှာရှောင်းဝမ်ကဘောဒီတပါနှလုံးသားကိုရရှိပြီးတော့ကြက်ကြွေဆိုင်ကိုပြန်ဝင်လာခဲ့ပါတယ်ကျကျွေးဆိုင်ရင်ကိုပြန်ရောက်ပြီးချင်းမှာရှောင်းဝန်းကကုယိုးနဲ့တိုက်ပွဲအပြင်းထန်တိုက်ခိုက်ခဲ့ရတာမလို့သူ့ရဲ့ဒိုချီဆွမ်းရင်ကအတော်လေးကိုကုန်ခန်းနေပြီမလို့သူကတုံးရဲတိုင်တိုင်အနားယူခဲ့ပါတယ်။ဒါပေမဲ့ဒီလက်ရှိဘော်ဒီတပါတစ်ပင်ခီးစဉ်ကြီးဟာရှောင်းဝန်းအတွက်အကျိုးမြတ်တွေအများကြီးကိုရည်သိမ်းနိုင်ခဲ့တဲ့ခီးစဉ်တစ်ခုလို့ပြောရမှာပါ။ ရှောင်ရန်ကစတင်ထွက်ခွာတဲ့အချိန်မှာကျယ်ရှိပွင့်တိုင်းဝိဇာအနီကျယ်ကိုးပွင့်တိုင်းဝိဇာပြီးတော့ပြောင်းလဲချင်းကိုးတွယ်အဆင့်နယ်ဥပါဝင်ရောက်ပြီးပြောင်းလဲချင်းကိုးတွယ်အထွန်းထိပ်တိုင်းဝိဇာအဆင့်ထိဦးတော်တက်ရောက်နိုင်ခဲ့တာပါဒီတိုးတက်မှုဟာဆိုရင်တော့ရှောင်ဝမ်အတွက်တကယ်လို့မှမြန်လုံးနဲ့အရှိန်တစ်ခုလို့ပြောရမှာပါဒါအပြင်မှအဓိကအရေးကြီးဆုံးကတော့ဘွာပေါင်းတရာဝင်စားခြင်းဘွာပေါင်းတရာဝင်စားခြင်းမှာရှောင်ဝမ်ရဲ့အသိဉာဏ်ပညာကသူတော်စင်အဆင့်မကောင်းဆိုးဝါးကိုကြီးရဲ့အားလုံးနဲ့နှိုင်းရှင်းနိုင်လောက်အထိမြင်မာနေပါပြီဒါအပြင်မှနောက်ထပ်အကျိုးမြတ်ကတော့ body မျိုးစေ့အများပြားကိုရရှိလာတာပါပဲ ဘော်ဒီမျိုးစေ့တစ်စိတ်တိုင်းအောင်ကြဲကြွေဆန်ရဲအင်အားကိုထောက်တိုင်ကြီးတစ်ခုကြီးထွားလောင်အောင်လုပ်ပေးနိုင်စွမ်းရှိပါတယ်ပြောရမယ်ဆိုရင်တာမိတ်စာအဆင့်ပညာရှင်အားလုံးရဲ့မျက်လုံးဝန်းတော်ညည်းဲသွားစေဖို့အတွက်ဘော်ဒီမျိုးစေ့တစ်စိတ်အားလုံလောက်ပါတယ်လက်ရှိအချိန်မှာကြဲကြွေဆန်ရင်မှာဘော်ဒီမျိုးစေ့ရာရှိနေတဲ့အတွက်ပြင်ပအင်အားစုတွေအားပါကြဲကြွေဆန်ရင်ကိုလာရောက်ပြီးတော့ပူပေါင်းကြပါတယ်ကြဲကြွေဆန်ရင်ကိုလာရောက်ပူပေါင်းပြီးသူတို့ကကြဲကြွေဆန်ရင်အတွက်အကျိုးဆောင်ပေးမှုများစွာကိုပြုလုပ်ပေးပြီးတော့ရောက်ချမ်းစီအားနေဘော်ဒီမျိုးစေ့ကိုသူတို့ကရယူချင်တဲ့အတွက်ကြဲကြွေဆန်ရင်ကိုလာရောက်ပြီးတော့လောက်ခံကြတဲ့အင်အားစုတွေ ရာလက်ရှိအချိန်မှာအများပြားပါပဲအဓိကအကြောင်းရင်းကတော့ body မျိုးစေ့ကြောင့်မဟုတ်ပါဘူးရောက်ချမ်းရဲ့စေးပညာအစွမ်းကြောင့်ပါပဲ body မျိုးစေ့ရာရှိနေတဲ့အတွက်ရောက်ချမ်း body စေးလုံးကိုတန်းစင်ပေးနိုင်ပါတယ် body မျိုးစေ့ကိုရိုးတန်းစင်မှာဆိုရင်တော့အချိုးတယောက်မှုကအနေငယ်နေနိုင်ပြီမဲ့ ဘော်ဒီမျိုးစေ့ကိုစေလုံးတလုံးအဖြစ်တန့်စင်ပြီးတော့အသုံးပြုမဲ့စိန်တော့အကျိုးသက်ရောက်မှုကမခံမနိုင်လောက်တဲ့အထိမြင်မာသွားပါလိမ့်မယ်။ပြောင်းလဲခြင်းကိုယ်အတွက်အထွန်းထိပ်တိုင်းဝေးစာအဆင့်ပညာရှင်တယောက်ကိုသူတော်စင်တပိုင်းအဆင့်ကိုချိုးဖျက်နိုင်အောင်လို့လှုပ်ဆောင်ပေးနိုင်တဲ့စွမ်းဆောင်ရည်မျိုးကရှိနေပါတယ်။ဒါကြောင့်လည်းဘော်ဒီစေလုံးကိုလိုချင်တဲ့အတွက်အလဲပိုင်းကုမ္ပဏီအင်အားစုအမြောက်များလက်ရှိအချိန်မှာကြေကြွေဆိုင်ကိုပူးပေါင်းလာတာပါ။လက်ရှိအချိန်မှာကြေကြွေဆိုင်ကဘလောက်ထိတော့တိုးတက်နေပြီလဲဆိုရင်သူတို့ရဲ့စွမ်းအင်ကအလဲပိုင်းကုမ္ပဏီရဲ့အင်အားစုကြီးတွေဖြစ်ကြတဲ့ စံလေးခုတောင်ကြား၃ခုဂိုင်းချီ၅ခုကျောင်းဆောင်တစ်ခုနန်းတော်တစ်ခုဆိုတဲ့အထင်ကရအင်အားစုကြီးရဲ့အထဲမှာလက်ရှိကြဲကျွေဆိုင်ရဲ့အဆင့်တန်းတဲ့အင်အားတတိယအတံမှာဆုံးအနေထားထိကိုအမှန်တကယ်ရောက်ရှိလာပါပြီကြဲကျွေဆိုင်မှာလက်ရှိအချိန်ဆိုရင်အစွမ်းထက်တန်ဝိစာအမြောက်အများနောက်မှာရှိနေပါပြီအရင်အချိန်တွေရောက်ချမ်းပြန်မရောက်လာခင်ကကြဲကျွေဆိုင်မှာတိုင်းဝိစာဆိုလို့ဝိစာဖန်တယောက်ထရသာတည်ရှိနေရပါဒါကြောင့်မလို့ကြဲကျွေဆိုင်ရဲ့နေရာကလည်းအလဲပိုင်းကုန်းမြေစံလေးခုနေရာအဆင့်တန်းမှာသာတည်ရှိနေတာပါ လက်ရှိချိန်မှာတော့ကြေကျွေဆန်ရဲ့အဆင့်တန်းဆိုင်လေးခုထက်အစာပေါင်းများစွာတာလုံပြီးတောင်ကြား၃ခုဂိုင်း၂ခုထက်တော့တာလုံတဲ့အနေအထားမျိုးကိုရောက်ရှိနေပါပြီအဲ့လိုမျိုးကြေကျွေဆန်ကကြီးထွားလာတဲ့အမျှနေမီချေထွင်းမှုတွေကလည်းလိုအပ်လာပါတယ်ဒီလိုနေမီချေထွင်းမှုတွေကြောင့်စမ်းကျဲကောင်းကင်ဂိုင်းရဲ့ကြေကျွေဆန်ကြားပနိပခါကလည်းပိုပြီးတော့ပြင်းထန်လာခဲ့ပါတယ် စမ်းကျဲကောင်းကင်ဂိုင်းနဲ့ကြက်ကျွေးဆိုင်ရဲ့တိုက်ပွဲအကြောင်းကိုမပြောခင်မှာအရင်ဦးဆုံးအနေနဲ့ဒီမှာလက်ရှိသူတို့ရဲ့စကားဝိုင်းကိုသွားလိုက်အောင်ဝိဇာဖန်ကဒီမှာပြောခဲ့သလိုပဲလက်ရှိကြက်ကျွေးဆိုင်ရဲ့အနေထားဟာဝိညာဉ်ဗိမ့်မဲ့အောင်မှာလှုပ်ချင်တာလှုပ်လို့ရတဲ့အနေထားမျိုးမဟုတ်တော့ပါဘူးလက်ရှိအချိန်မှာကြက်ကျွေးဆိုင်မှာသူတော်စင်ဒပိုင်းဆင်းရောက်ချမ်းရလဲတရှိနေပြီသူတော်စင်ဒပိုင်းဆင်းပညာရှင်နဲ့တော့ရင်ဆိုင်တိုက်ခိုက်နိုင်နေပြီဖြစ်တဲ့ရှောင်းဝမ်းကလည်းရှိနေပါတယ်ဒါကြောင့်မလို့လက်ရှိအချိန်မှာ ချက်ကျွေးဆန်ရဲ့အင်အားသူတော်စင်တပိုင်းစင်ပညာရှင်နှစ်ယောက်ရှိနေပြီလို့ပြောလို့ရပါတယ်။ဝိညာဉ်ဗိမ့်မှန်ရဲ့တကယ်ထိပ်သီးပညာရှင်တွေသာထမလောက်ဆိုရင်ချက်ကျွေးဆန်ကိုထိခန့်အောင်လို့ဘယ်လိုမှလုံးဆောင်နိုင်မှာမဟုတ်တော့ပါဘူး။ဒါပေမဲ့လေဝိညာဉ်ဗိမ့်မှန်ရဲ့ထိပ်သီးပညာရှင်တွေက ချဲ့ကျွေးဆိုင်ကိုသူတို့ကကိုယ်တိုင်ကိုယ်ရောက်ဝင်ရောက်တိုက်ခိုက်ကြလို့မရပါဘူး။ဘာလို့လဲဆိုတော့ဝိညာဉ်ဗိမာန်ရဲ့ထိပ်သီးပညာရှင်တွေရောခွင်မျိုးနဲ့ဇူကမျိုးနဲ့ဝင်နေဖြစ်နေကြလို့ပါ။ခွင်မျိုးနဲ့ဇူကလည်းချဲ့ကျွေးဆိုင်ကိုလာရောက်ပြီးတော့တိုက်ခိုက်လို့မရပါဘူး။ဘာလို့လဲဆိုတော့ရှေးရောင်မျိုးနဲ့ဇူကြီး၈ခုရဲ့သဘောတူညီချက်တွေကြောင့်ခွင်မျိုးနဲ့ဇူရဲ့လှုပ်ရှားမှုတိုင်းကိုကုမျိုးနဲ့ဇူကကန့်သက်ထားပါတယ်။ဒါကြောင့်မလို့ခွင်မျိုးနဲ့ဇူကလည်းချဲ့ကျွေးဆိုင်ကိုကိုယ်တိုင်ကိုယ်ကျလာရောက်ပြီးတော့ဖျက်ဆီးပြလို့မရပါဘူး။လက်ရှိချိန်မှာဘော်ဒီတပင့်ခီးစင်ကိုမလိုက်ခဲ့တဲ့ရောက်ထင်းဟိုကဘလောက်ထိနောက်အစွမ်းထက်နေပြီလဲဆိုတော့သူကတိုင်းဝေးစာ ာအထွန်းထဲဦးတော်ရောက်ရှိနေပါပြီဟုတ်ပါလေရောက်ထင်းဟုကကျဲကိုပွင့်တိုင်းဝေးစာအထွန်းထဲအဆင့်ထိဦးတော်ရောက်ရှိနေပါပြီဒါဆိုရင်တော့ရောက်ချင်းရဲ့အကူအညီကြောက်ပါပဲ ဝိဇထင်ဟူကပြောရမယ်ဆိုရင်ရောက်ချမ်းတဲ့တခိထေရလူတယောက်ပါဒါကြောင့်မလို့သူ့ရဲ့နားလဲနိုင်စွမ်းနဲ့ဆိုရင်သူကကျဲကိုပွင့်တိုင်းသူတော်စင်အစင်းကိုတက်ရောက်ဖို့ကအခက်ခဲမရှိပါဘူးဒါပေမဲ့လိုအပ်တဲ့အရင်းမြစ်နဲ့စေးလုံးတွေကိုထောက်ပံ့ပေးမဲ့လူတော်လိုအပ်ပါလေလက်ရှိကျဲကျွင်ဆိုင်ရဲ့အနေထားရဆိုရင်အစင်းတက်ဖို့အတွက်လိုအပ်တဲ့အရင်းမြစ်နဲ့စေးလုံးတွေကိုရောက်ချမ်းကိုတိုင်ရပေးထားတာမလို့ဝိဇထင်ဟူအတွက်အစင်းတက်ဖို့ကအခက်ခဲမရှိတော့ပါဘူးဒါကြောင့်လက်ရှိအချိန်မှာဝိဇထင်ဟူကကျဲကိုပွင့်အထွန်းထိပ်တိုင်းဝိဇအစင်းထီးုံတော်ရောက်ရှိနေပါပြီဒါပေမဲ့ပြောင်းလဲချင်းကိုယ်တွေအစင်းနဲ့ဟူတော်မဝင်ရောက် ့သေးပါဘူး။ Visa Fan Visa Fan ရဲ့အစင်းရုံတော့အတိအကျမဖော်ပြထားပေမဲ့ Visa Fan ကလည်းလက်ရှိအချိန်မှာအနေဆုံးကျယ်ကိုးပွင့်တိုင်းဝိဇာအစင်းရုံတော့ရောက်နေတော့ပါပြီ။ဘာလို့လဲဆိုတော့ Visa Fan ကရုတ်ထန်းနဲ့အနီးစပ်ဆုံးဖြစ်ပြီး Visa Fan ရဲ့အခြေခံအုတ်မြစ်ဆိုတာကလည်းရုတ်ထန်းရဲ့ပြိုးထောင်မှုအောက်မှာပဲကြီးထွားလာခဲ့တဲ့လူတစ်ယောက်ပါ။ဒါကြောင့်မလို့ Visa Fan ရဲ့တိုးတက်မှုကလည်း ရှောင်ရန်တို့ရောက်ထင်းဟူတို့ထက်အနိုင်ငယ်လီမှာနေကြမှာမဟုတ်ပါဘူး။ဒါအပြင်ကဝိဇာဖန်ကကျေတွေဆန်ရဲ့ဒူးဆန်ရင်တခင်ပါ။ဒူးဆန်ရင်တခင်ဆိုတဲ့အနေထားနဲ့သူကလည်းအနှိမ့်ဆုံးကျေကိုပွင့်တန်ဝိဇာဒါမဟုတ်အိတ်ထပ်ပုံမြင့်တဲ့အဆင့်တန်းကိုလက်ရှိအချိန်မှာရောက်နေတော့ပါပြီ။ဒါကလေကျွန်တော်အစောပိုင်းကပြောခဲ့သလိုပဲလိုအပ်တဲ့အရင်းမြစ်နဲ့စေးလုံးတွေကလက်ရှိကျေတွေဆန်ရဲ့အနေနဲ့ကသူတို့ထောက်ပံ့ဖို့ကဘာအခက်အခဲမှမရှိတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့လက်ရှိအချိန်မှာတက်ကြွေဆိုင်ရဲ့တိုးတက်နှုံးကြီးကအလွန်အမကြောင်မောက်ဖွယ်ရာကောင်းတဲ့နှုံးနဲ့ကိုတိုးတက်နေရမှုလို့ပါအဲ့လိုတိုးတက်ရတဲ့အဓိကအကြောင်းရင်းကတော့အဆင့်ကိုအဆင့်နဲ့မျှော်စေးပညာရှင်ဖြစ်တဲ့ရောက်ထန်းကတည်ရှိနေရကြောက်ပါမျှော်စေးပညာရှင်တယောက်ရဲ့ကြောင်မောက်ဖွယ်ရာအကောင်းဆုံးစွမ်းရည်ကတော့အဲ့ဒါပါပဲစေးလုံးတွေကိုထုတ်ပေးနိုင်တဲ့စွမ်းရည်ပါဒါကြောင့်ပဲကြက်ကြွေဆိုင်ကြီးကအခုလောက်အချိန်နေသည့်အလင်းမြန်နဲ့တိုးတက်လာတယ်လို့ပြောရင်လည်းမမှားပါဘူး ရှောင်းဝန်းကလက်ရှိအချိန်မှာဘော်ဒီနှလုံးသားကိုရာသွားတဲ့ဆိုတော့ရောက်ချမ်းတယောက်ကလည်းပြီးဘသူကမှမသိပါဘူး။ဒါဆိုရင်တော့ရှောင်းဝန်းကဝိဇာဖန်တို့ရောက်ထင်းဟိုးတို့မယုံကြည်လို့တမင်အတိမပေးတာမျိုးမဟုတ်ပါဘူး။သူကမလိုလားအပ်တဲ့ပြဿနာတွေကိုမဖိတ်ခေါ်ခြင်းလို့သာရောက်ချမ်းတယောက်သေးကိုသာအတိပေးတာပါ။ပြီးတော့လက်ရှိဘော်ဒီနှလုံးသားသူ့ရဲ့နှလုံးသားနဲ့လုံအောင်ပေါင်းစပ်နေရပါ။ဒီမှာဝိညာဉ်ဗိမာန်အနေထွက်ပေါ်လာတဲ့အတန်။我已经能无体吸引，就连主体子也打倒了，你们还有脸回来？ ွင်ရားနဲ့ကုရိုးကိုအပြစ်ပေးနေတဲ့အခါဒီအခန်းမှာထပ်ပေါက်လာတဲ့အတန်အားဆိုရင်တော့ဝိညာဉ်ဘိမ့်မှန်ရဲ့နန်းတော်သခင်ရဲ့အတန်ပါဘာဖြစ်လို့လဲဆိုတော့ဒီမှာသူပြောခဲ့တဲ့စကားတွေအရဆိုရင်တော့ခွင်ထန်တီးတော့လုံးဝမဖြစ်နိုင်ပါဘူးဘာလို့လဲဆိုတော့သူကခွင်ယူကိုမင်းတို့ခွင်ကလန်မျိုးဆက်တဲ့လူငယ်တွေကိုအတွေ့အကြုံရစေချင်လို့ငါတို့ဝိညာဉ်ဘိမ့်မှန်ကိုပို့ထားရဆိုပြီးတော့ပြောထားတာပါဒါပေမဲ့မင်းတို့အတုံးမချတဲ့ကောင်ကငါတို့ကလန်ရဲ့ကလန်ခေါင်းဆောင်ဖြစ်ဖို့လုံးဝထိုက်တန်မှုမရှိဘူးလို့ပြောထားပါတယ်။ဒါကြောင့်မလို့ခွင်ထန်တီးရတော့လုံးဝမဖြစ်နိုင်ပါဘူး။ ပြီးတော့ဒုနန်တော့သခင်ရလည်းမဖြစ်နိုင်ပါဘူး။ဒုနန်တော့သခင်သာဆိုရင်ကုယိုးကနမနှစ်ကောင်းကင်ဝိဇာအနေနဲ့သူကဒုနန်တော့သခင်အရှင်လို့ခေါ်မှာပါ။ဒါပေမဲ့လက်ရှိအချိန်မှာသူကနမည်ခေါ်သွားတာခမ်းမအရှင်နန်တော့သခင်ဆိုပြီးတော့ခေါ်သွားတာပါ။ဒါကြောင့်မလို့ဒီမှာသူတို့နှစ်ယောက်ကိုအပြစ်ပေးနေတဲ့သူကနန်တော့သခင်ဖြစ်နိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဝိညာဉ်ဗိမာန်ရဲ့နန်းတော်သခင်ဟာခွေမျိုးနဲ့ဇူထဲမှာတော့မအတော်လေးဥမာမြင့်မာတဲ့အဆင့်တန်းရှိနေပါတယ်။ဒါကြောင့်မလို့လဲနန်းတော်သခင်ဟာခွေလိုထိတ်တန်းပါရမီရှင်ရုံတော့အပြစ်ပေးနိုင်တဲ့စွမ်းအင်မျိုးရှိနေရပါ။ ဒီလိုအပြစ်ပေးနိုင်တဲ့စွမ်းရည်မျိုးကဒုနန်တော်သခင်တော်မှအလွန်အကျွံလှုပ်ဆောင်ရေးမှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဝိညာဉ်ဘိမ့်မှန်ရဲ့နန်တော်သခင်ဟိုမေရှန်ကကျဲငါးပွင့်အထက်တိုင်းသူတော်စင်တယောက်ဖြစ်နေလို့ပါ။ဟုတ်ပါတယ်။ဝိညာဉ်ဘိမ့်မှန်ရဲ့နန်တော်သခင်ကကျဲငါးပွင့်အထက်တိုင်းသူတော်စင်မှာ အလဲပိုင်းကုန်းမီယာအင်အားစုအနေနဲ့ဝိညာဉ်ဘိမ့်မှန်ကနံပါတ်၁ထိတ်ဆုံးနေရာမှာရက်တိနေရတဲ့အကြောင်းရင်းကလည်းဟိုမင်ရှန်ရဲ့တရှိမှုကြောက်ပါပဲဟိုမင်ရှန်ကကျယ်ငါးပွင့်အစစ်မှန်တိုင်းသူတော်စင်တယောက်ပါဟိုမင်ရှန်အတွက်သူတော်စင်တပိုင်းအစင်းဆိုတာသူ့ရဲ့လက်ဝင်ရမှုတစ်ခုနဲ့တော့မှအတိတ်တပြည့်နိုင်လောက်တဲ့အထိအစွမ်းထက်လုံးပါတယ်ဒါကြောင့်မလို့လက်ရှိကြက်ကြွေးဆိုင်ရီကိုချိန်မွားဖို့ဆိုတာဟိုမေရှန်အတွက်ဆိုရင်တော့သူ့ရဲ့လဝါရိတ်ချက်တစ်ချက်ကလုံလောက်ပါတယ်။ဒါပေမဲ့လည်းသူကခွေမျိုးနဲ့ဆိုရဲထိတ်တန်းအဖွဲဝင်တယောက်ဖြစ်နေတဲ့အတွက် သူကရှေးရောင်မြို့နယ်စုကြီး၈ခုရဲ့စီမင်းစည်းကမ်းအရသူကအလဲပိုင်းကုမ္ပဏီကြီးရဲ့ကိစ္စတွေကိုဝင်ရောက်စုဖက်ပိုင်ခွင့်မရှိပါဘူး။အကယ်၍သူကသာအလဲပိုင်းကုမ္ပဏီရဲ့ကိစ္စတွေကိုသူ့ရဲ့အဆင့်တန်းနဲ့ဝင်ရောက်ပြီးတော့စုဖက်မယ်ဆိုရင်တော့ကုမျိုးနယ်စုနဲ့ကျန်တဲ့ရှေးရောင်မြို့နယ်စု၆ခုကငိမ့်တန်းနေမှာမဟုတ်ပါဘူး။သူတို့ကလည်းလှုပ်ရှားလာကြမှာပါ။ဘာဖြစ်လို့လဲဆိုတော့ဒါကသူတို့ရဲ့မျှချေကိုပျက်စီးသွားနိုင်စေလို့ပါ။ ဒီမှာကုယိုးကအပြစ်ပေးခံနေရတဲ့အချိန်မှာသူကချက်ကျွေးဆန်ယိုဖြက်စီးဖို့အတွက်သူ့မှာအစီအစဉ်ရှိတယ်ဆိုပြီးတော့နန်းတော်တခင်ကိုဖြောင်းဖြတ်ပြီးတော့အပြစ်ရောပါတော့အောင်လုပ်ခဲ့ပါတယ်နန်းတော်တခင်ကလည်းသူ့ကိုအခွင့်အရေးတစ်ခုကိုထပ်ပြီးတော့ပေးခဲ့ပါတယ်ဒါကြောင့်မလို့လက်ရှိလာတော့မဲ့တိုက်ပွဲကြီးကအတော်လေးဥမှာကြောက်မက်ဖွယ်ရာကောင်းတဲ့တိုက်ပွဲကြီးတစ်ခုဖြစ်လာတော့မှာပါ ရှောင်ရန်ကလက်ရှိအချိန်မှာသူက body နှလုံးသားကိုရရှိသွားပြီဆိုပေမဲ့လည်းသူကတိုင်းသူရော့စင်အဆင့်ကိုချိုးဖြတ်တက်ရောက်ဖို့ကလွယ်ကူနေရတော့မဟုတ်သေးပါဘူး။သူမှာအဟန့်အတားရှိနေပါသေးတယ်။တိုင်းသူရော့စင်အဆင့်ကိုချိုးဖြတ်ချင်တယ်ဆိုရင်တော့အရင်ဆုံးသူကသူရော့စင်တပိုင်းအဆင့်တွေကိုဝင်ရောက်ဖို့အတွက်လိုအပ်ပါတယ်။သူရော့စင်တပိုင်းအဆင့်တွေကိုဝင်ရောက်ပြီးမှသူကတိုင်းသူရော့စင်အဆင့်ကိုချိုးဖြတ်နိုင်မှာပါ။ဒါအပြင်မှာဒါနာရီရဲ့ body နှလုံးသားကိုရရှိပြီးတိုင်းသူရော့စင်ဖြစ်လာတဲ့သူကလည်းသူကတိုင်းဝိဇာကနေသူရော့စင်ဖြစ်လာဖို့အတွက်၅နှစ်ခန့်တောင်မှအချိန်ယူခဲ့ရပါသေးတယ်။ ဒီမှာရောက်ချမ်းတန့်စင်နေရဲ့စီလုံးဒီမှာရောက်ချမ်း body မျိုးစေ့ကိုအသုံးပြုပြီးတော့တန့်စင်နေရဲ့စီလုံးဒီစီလုံးကဆိုရင်တော့ရှောင်းဝမ်းအတွက်ဖြစ်ပါတယ်ရှောင်းဝမ်းကလက်ရှိအချိန်မှာအဟန့်အတာဖြစ်နိုင်မယ်ဆိုတာရောက်ချမ်းကလည်းသိပါတယ်ပြီးတော့ရှောင်းဝမ်းက body နှလုံးသားကိုရရှိပြီးသွားပြီဆိုတာကိုလည်းသူကသိရမလို့ရှောင်းဝမ်းကိုသူက body စီလုံးဘာတန့်စင်ပေးပြီးရှောင်းဝမ်းရဲ့အဆင့်တက်ရမှာပုံမိုပြီးတော့လွယ်ကူလောင်လို့ရောက်ချမ်းကသူ့ရဲ့အစွမ်းကုန်ကိုတုံးပြီးတော့သူကလောက်ဝက်တိုင်တိုင် body စီလုံးကိုတန့်စင်ပေးနေခဲ့တာပါအဲ့လောက်ဝက်အတွင်းမှာရောက်ချမ်းကလုံးဝအနားယူခဲ့ခြင်းမရှိပါဘူး ဒီမှာရောက်ချမ်းတန်းစင်လိုက်တဲ့ body ဆေးလုံးကဆေးလက်စီပေါ်လာတဲ့အခါရှေးရောက်ချေဆေးလက်စီဆေးလုံးဖြစ်နေပါတယ်ရှေးရောက်ချေဆေးလက်စီဆိုတာအလဲပိုင်းကုန်းမြေမှာသူတော်စင်အစိပညာရှင်တွေအောင်တော့ဆွဲဆောင်နိုင်တဲ့ဆေးလုံးတစ်လုံးပါဒါပေမဲ့ရောက်ချမ်းရဲ့ဆွင့်ရဆိုရင်ကိုးရောက်ချေဆေးလက်စီပေါ်တဲ့ဆေးလုံးတွေအောင်တော့တန်းစင်ဘူကအခက်ခဲမရှိပါဘူးသူကရှေးရောက်ချေဆေးလုံးကိုပဲတန်းစင်နိုင်ရတဲ့အကြောင်းရင်းကတော့ သူ့စီမှာကောင်းကင်မီတောင်မရှိတော့လို့ပါပြီးတော့ဘောထီစေလုံးကိုတန်းစင်ရတာတမန်စေလုံးတွေကိုတန်းစင်ရတာအခက်ခဲရအများကြီးပို့ပြီးတော့မြင်မာပါတယ်ကြာရှုံးနိုင်ချီရလည်းအရန်ဥမှမြင်မာပါတယ်ဒါကြောင့်မလို့ရုတ်ထန်းကဘာအမှားယဉ်မှမဖြစ်ခံပဲအကောင်းဆုံးအနေထားနဲ့စေလုံးတစ်လုံးရောက်အောင်ရှေ့ရောက်ချေစေးလက်စီပေါ်လာနိုင်တဲ့စေလုံးမျိုးကိုပဲတန်းစင်ခဲ့တာပါအယိုးအေးမီတော်ကတော့ရောက်ချမ်းမှရှိနေသေးမဲ့ဆိုရင်တော့သူကကိုရောက်ချေဆေးလျက်စီပေါ်တဲ့ဆေးလုံးမျိုးတော့အလွယ်တကူနဲ့တန်းစင်ပေးနိုင်ပါတယ် ရှေ့အောင်ချင်ဘောဒီစီလုံးကိုလောက်ဝက်လောက်မနာမနေပဲတန်းစင်ခဲ့ရတာရောက်ချမ်းလိုမျိုးသူတော်စင်တပိုင်းဆင်းပညာရှင်အောင်မှအတော်လေးကိုမှပင်မနှွန်းနေစေပါတယ်လက်ရှိအချိန်မှာရောက်ချမ်းကိုရှောင်းဝန်းကတော့အကူပေးထားတဲ့အနေအထားမျိုးဆိုရင်ရောက်ချမ်းကအဲ့စီလုံးအတွက်ဘလောက်တော့မှအပင်မန်းခံတာလဲဆိုတော့အားလုံးကတွေးကြည့်လို့ရပါတယ်ပြီးတော့ရောက်ချမ်းကတန်းစင်ပြီးတာနေသူ့ရဲ့တပည့်ရှောင်းဝန်းကိုသူကတခါလေးပေးခဲ့ပါတယ် ရှောင်းဝမ်းကလည်းရောက်ချမ်းရဲ့ပုံစံအနေထားကိုမြင်ပြီးရောက်ချမ်းကဒီစီလုံးကိုတန်းစင်ဖို့အတွက်ဘလောက်ထိနောက်မှသူ့အတွက်အပင်ပန်းခံပေးခဲ့လဲဆိုတော့သူကနားလေပါတယ်ဒါကြောင့်မလို့ရှောင်းဝမ်းကချက်ချင်းပဲဒူးထောက်ပြီးရောက်ချမ်းကသူ့အတွက်ဆရာတယောက်ဆိုလည်းဟုတ်တယ်အဖေတယောက်ဆိုလည်းဟုတ်တယ်ဆိုတဲ့စကားကိုပြောခဲ့တာပါတကယ်လဲရှောင်းဝမ်းဘွားလက်ရှိအချိန်နှစ်ထိမြင်မလာအောင်ရောက်ချမ်းရဲ့ပြိုးထောင်ပေးမှုကြောင့်သာရှောင်းဝမ်းကရောက်ရှိလာတာပါရောက်ချမ်းရဲ့အကူအညီမပါဘဲနဲ့ရှောင်းဝမ်းကဒီလောက်အနေထားထိပြန်တန်းလာနိုင်မှာမဟုတ်ပါဘူး ပြောမယ်ဆိုရင်ရှောင်းဝင်းရဲ့တိုးတက်လာမှုရဲ့နောက်ကွယ်မှာရောက်ချမ်းရှိနေလို့ပါရောက်ချမ်းရဲ့ပြိုးထောင်ပေးမှုကကောင်းမွန်တာကြောင့်ရှောင်းဝင်းကလက်ရှိချိန်ဒီလက်ရှိအဆင့်တန်းလက်ရှိစွန်းရဲ့အနေအထားထိသူကပြန်တန်းလာနိုင်တယ်လို့ပြောလို့ရပါတယ်လက်ရှိချိန်မှာရှောင်းဝင်းကဘောထီစေလုံးကိုရရှိသွားပြီမလို့သူကသူတော်စင်တပိုင်းအဆင့်ကိုဝင်ရောက်ဖို့ကအခက်ခဲမရှိတော့ပါဘူးပြီးတော့ဘောဒီနှလုံးသားရဲ့အကူအညီနဲ့ပါပေါင်းစပ်လိုက်မယ်ဆိုရင်သူကတခါလေးအဆင့်မြင့်သူတော်စင်တပိုင်းအဆင့်ထိကိုရောက်ရှိနိုင်ပါတယ် ဒါပေမဲ့တိုင်းသူတို့အစဉ်အဆင့်ထိရောက်ရှိမယ်လို့တော့ရှောင်းဝန်းကောရောက်ချမ်းဝန်းနှစ်ယောက်လုံးကဘယ်သူကမှမျှော်လင့်မထားပါဘူး။ဘာလို့လဲဆိုတော့တိုင်းသူတို့စဉ်အဆင့်ကိုတက်ရောက်ဖို့ကအမှန်တကယ်မှာအလောက်ထိလွယ်ကူမနေပါဘူးဒီမှာရှောင်းဝန်းကအဆင့်ထိုးဖောက်လို့မရပဲအခက်အခဲဖြစ်နေတာကိုကြည့်ရင်အလုံးကသိနိုင်ပါလေဒါပေမဲ့လည်းအချိန်တိုင်းတာတစ်ခုသာပေးလိုက်မယ်ဆိုရင်တော့ရှောင်းဝန်းကဘောထီနှလုံးသားကိုရရှိထားတဲ့အတွက်အဆင့်အမှန်တိုင်းသူတို့စဉ်တယောက်ကတော့ဖြစ်ကိုဖြစ်လာမှာပါရှောင်းဝန်းကတကားပိတ်ကြင်ကြံခြင်း ရှောင်းဝမ်ကတကားပြီးကျင့်ကြံတာမျက်စိတမိတ်အတွင်းမှာပဲအချိန်နှစ်နှစ်ညီပါကုန်ဆုံးသွားခဲ့ပါတယ်ဟုတ်ပါတယ်အချိန်နှစ်နှစ်ညီပါတော့ကုန်ဆုံးသွားတာပါ အဲ့မတိုက်ခင်မှာရောက်ချမ်းကခြိုင်လင်းနဲ့ရှော်ရီရှဲနှစ်ယောက်လုံးကိုသူကသူတို့အစင်တက်ဖို့အတွက်လိုအပ်တဲ့စီလုံးနေနဲ့တဘောရတနာတွေကိုရှာပေးပြီးသူတို့နှစ်ယောက်လုံးရဲ့စွမ်းရင်ကိုကျဲကူးပွင့်အထွန်းထိပ်တိုင်းဝိဇာအစင်ထိရောက်ရှိအောင်လို့မြင့်တင်ပေးခဲ့ပါတယ်။အဲ့ဒီနှစ်နှစ်တာအတွင်းအချိန်အတွင်းမှာရှော်ရီရှဲခြိုင်လင်းချင်းလင်းသူတို့သုံးယောက်စလုံးကလည်းကျဲကူးပွင့်အထွန်းထိပ်တိုင်းဝိဇာအစင်ထိကိုရောက်ရှိလာခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့သုံးယောက်စလုံးကထူးခြားတဲ့သူတွေမလို့ပါ တယောက်ဆိုရင်ကြောက်စိမ့်မွေပန်းတုံးမွေမျိုးလုံးပိုင်ရှင် နောက်တယောက်ဆိုရင်လည်းအစိတ်ခန္ဓာပိုင်ရှင်နောက်တယောက်ဆိုရင်လည်းရှေးဟောင်းမော်သားရေးဖြစ်တဲ့ခွနှောင်ချဲကောင်းကင်စပုံမွေပါဒါကြောင့်မလို့သူတို့တုံယောက်ရဲ့ထူးခြားမှုနဲ့ရောက်ချင်ရဲ့အကူအညီနဲ့ဆိုရင်သူတို့အစင်တက်နိုင်တာကလည်းအခက်ခဲမဟုတ်ပါဘူးသူတို့ထဲမှာတမန်အဖြစ်ဆုံးကိုပြောပါဆိုရင်တော့ရှောင်းဝမ်းတယောက်ထဲသာရှိနေရပါဒါကပြောရမယ်ဆိုရင်တော့လက်ကိုလက်ခံရမယ်အမှန်တရားတစ်ခုပါပဲရှောင်းဝမ်းမှာဘာထူးခြားမှုမှရှိနေရမဟုတ်ပါဘူးထူးခြားမှုရှိရဆိုရင်သူကဖန်ကျွဲလန်းစင်းကိုကျင့်ကြံတာကြောင့်ကောင်းကင်မီတာကိုပေါင်းစပ်နိုင်တဲ့ထူးခြားမှုတစ်ခုလေသူ့မှာရှိရပါ အဲ့ဖန်ဂျန်လမ်းစဉ်ကြောက်ပဲရှောင်းဝမ်ကအစင်းကြော်တိုက်ခိုက်မှုတွေကိုပြုလုပ်နိုင်စွမ်းရှိနေရပါတနည်းပြောရမယ်ဆိုရင်တော့အဲ့ဒါအားလေရှောင်းဝမ်ရဲ့ထူချမှုလို့ပဲပြောလို့ရပါတယ်ဒါပေမဲ့အဲ့ထူချမှုကသူကိုယ်တိုင်ခက်ခဲတဲ့လေ့ကျင့်မှုတွေတည်ခြင်းရှင်ခြင်းစံသက်မှုတွေကိုဖျက်ကျော်ပြီးတော့ရယူခဲရတဲ့ထူချမှုပါချိုင်လင်းတို့ရှောက်ယူရှန်တို့ချင်းရင်တို့ကတော့မွေးရပါထူချမှုပါကွာခြားမှုကတော့ရှိနေပါသေးတယ်ရှောင်းဝမ်ဂူပိတ်လေ့ကျင့်နေတဲ့နှစ်နှစ်အတွင်းမှာဖျက်ခဲတဲ့အရာတွေအလုံးမပြောပြခင်မှာအရင်ဆုံးအနေနဲ့ရှောင်းဝမ်ကယောက်ချမ်းကိုသူကဟန်ဖုန်းရဲ့ဝိညာဉ်ကိုပေးရခဲ့ပါတယ် ဟန်ဖုံးတဲ့ယောက်ချမ်းကတဖန်ပြန်ပြီးတော့တွေ့ဆုံတဲ့အခါဟန်ဖုံးကိုယောက်ချမ်းကသူ့တပည့်ဖြစ်တာကြောင့်သူ့ရဲ့လက်နဲ့သူကိုယ်တိုင်မတက်ချင်တာကြောင့်သူက ဟန်ဖုန်းကိုကိုယ့်ကိုယ်အဆုံးစီရင်ဖို့အတွက်အခွင့်အရေးကိုပေးခဲ့ပါတယ်။ဒါပေမဲ့လည်းရောက်ချင်းရဲ့စိတ်ထဲမှာတော့ဟန်ဖုန်းမှာနောင်တတရားရှိမလားဆိုတာသူကသိကျင်ခဲ့ပါတယ်။ဟန်ဖုန်းကသာနောင်တရပြီးတော့သူ့ကိုတောင်းပန်ခဲ့မယ်ဆိုရင် ရောက်ချင်းရဲ့အနေထားရဆိုရင်တော့သူကခွင့်လွှတ်ပေးဖို့အခွင့်အရေးအများကြီးရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ရောက်ချင်းကသာမခွင့်လွှတ်နိုင်ဘဲနဲ့သူကဟန်ဖုန်းမင်းနောင်တရရဲ့လားဆိုပြီးသူကဒီအစောပိုင်းမှာပြောခဲ့မှာမဟုတ်ပါဘူး။ဒါကြောင့်မလို့သူကဟန်ဖုန်းကိုကိုယ့်ကိုယ်အဆုံးစီရင်ခိုင်းခဲ့တာပါ။ဟန်ဖုန်းကနောင်တရရမရဘူးလေသူကသိကျင်ခဲ့ပါသေးတယ်။ ဒါပေမဲ့လေဟန်ဖုန်းကတော့သူ့ရဲ့ဇီယိုက်ကိုမပြောင်းလဲနိုင်ခဲ့ပါဘူး။သူကရောက်ချမ်းဝမြင်တာနဲ့ဝိညာဉ်ပဲရှိတဲ့အဖိုးကိုတယောက်ဖြစ်တာမှတ်မိနေပြီမိုကူးစီကနေသူရရှိခဲ့တဲ့လှုပ်ဝက်နီလန်းကိုအသုံးပြုပြီးရောက်ချမ်းဝအစွမ်းကုန်တိုက်ဖို့ကိုသူကထပ်ပြီးတော့စ조사ခဲ့ပြန်တယ်အဲ့လိုရက်တွေကိုကြည့်လိုက်မယ်ဆိုရင်တော့ဟန်ဖုန်းမှာလုံးဝနောင်တမရှိဘူးလို့ပြောရမှာပါဟန်ဖုန်းကသူတန်မာလာဖို့အတွက်ဆိုရင်ဘသူမှမဆိုချာနှင်းသွားမဲ့လူစားမျိုးပါ သူကအမြင့်ကိုတက်လန်းဖို့အတွက်သူ့လမ်းကိုပိတ်ဆို့တဲ့ဘသူမှမဆိုသူကတက်နှင်းပြီးတော့အမြင့်ကိုတက်လန်းသွားမဲ့လူပါဒါရီယိုမပြောခင်မှာဟန်ဖုံးကရောက်ချမ်းကိုပထမဦးဆုံးအချိန်တစ္ဆာဖောက်တာကိုကြီးမဲ့ဆိုတဲ့ဟာအလုံးကတိမြင်ရမှာပါသူ့ကိုစုပ်ပြတ်တက်နေတဲ့ဘွားကနေသူတည်တော့မဲ့အချိန်ကြီးကနေကဲတင်ခဲတဲ့လူတစ်ယောက်သူ့ကိုဆယ်နှစ်တာကာလလုံးအဖေတစ်ယောက်လိုရောတားတစ်ယောက်လိုရောပြုစုပြုထောင်လာပြီးတဲ့လူတစ်ယောက်သူ့ကိုဓာတ်ကင်တက်ကိုတင်ပေးခဲ့တဲ့လူတစ်ယောက်သူ့ကိုဘာမှပညာသားမချန်ပဲ ူတက်ကျန်းထားသမျှအားလုံးကိုအမွေဆက်ခံခွင့်ပေးခဲ့တဲ့လူတယောက်အဲ့လိုမျိုးသူ့အတွက်ကောင်းမွန်တဲ့အရာတွေကြီးကိုပဲပေးခဲ့တဲ့ဖားခင်လိုဆရာတယောက်တော့ဟန်ဖုန်းကနောက်ကျောကိုဓာတ်နဲ့ထိုးခဲ့ပါတယ်ဒါကြောင့်မလို့ဟန်ဖုန်းရဲ့စိတ်ဓာတ်ကဘလောက်ထိနောက်မှကောက်ကျစ်လဲဆိုတာအားလုံးကသိရမှာပါဒါကြောင့်မလို့ဟန်ဖုန်းကအသက်ရှင်ဖို့အတွက်မထိုက်တန်ပါဘူးရောက်ချမ်းကဟန်ဖုန်းကိုသူကတာရင်တယောက်လိုချစ်ခဲ့ပါတယ်ဒါကြောင့်မလို့လေရောက်ချမ်းကနောက်ဆုံးခွင့်ရပေးဖို့အတွက်ဟန်ဖုန်းကိုစကားပြောနေခဲ့သေးတာပါ ယောက်ချင်းရဲ့သဘောထားနဲ့သူ့ရဲ့ရက်စက်မှုအရဆိုရင်သူကဒီလိုစကားပလင်ခံနေစရာမလိုအပ်ပါဘူးဘလူအဖြစ်ဖြစ်ဟန်ဖုံးကသူ့ရဲ့တပည့်ဟောင်းဖြစ်ပြီးသူသားရင်တယောက်လိုချစ်ခဲ့ရတဲ့သူတယောက်ပါပဲဒါကြောင့်မလို့ယောက်ချမ်းမှာဟန်ဖုံးဘောတန်ယုံးစင်ကအခုချိန်ထိရှိနေပါသေးတယ် ဟန်ဖုံးတစ္ဆာဖောက်တာခံခဲ့ရတဲ့အချိန်တုန်းကလေရောက်ချမ်းကသူ့ရဲ့ခန္ဓာကိုယ်ဆုံးရှုံးသွားတဲ့နာကျင်မှုထက်သူကအစပုံများစွာပိုပြီးတော့ပြင်းထန်တဲ့နာကျင်မှုကိုသူ့ရဲ့နှလုံးသားရဲ့အတွင်းထဲကနေပြီးတော့သူကခံစားခဲ့ရပါတယ်အဲ့ဒါကတော့သူ့သားရင်းတယောက်လိုသဘောထားတဲ့တပည့်ရဲ့တစ္ဆာဖောက်ခြင်းကိုခံခဲ့ရတဲ့နာကျင်မှုပါ အဲ့ဒီနာကျင်မှုကအတိုင်းအစားမသိလောက်အထိမြင်မလို့ပါတယ်အဲ့ဒီခွေးကောင်ဟန်ဖုံးကအခုချိန်ထိအတိတရားမရှိသေးတာကြောင့်ရောက်ချမ်းဟန်ဖုံးကိုအဆုံးသတ်ပြီးခဲ့ပါတယ်ဒါပေမဲ့လည်းဒါကဒီဒုံဟွာရဲ့အပြောင်းအလဲတစ်ခုပါနိုဝယ်မှာဆိုရင်တော့ရောက်ချမ်းဟန်ဖုံးကိုအဲ့ဒီချိန်ထိတော့သူကမတည့်ရက်ခဲ့ပါဘူးသူ့ရဲ့ဝိညာဉ်ကိုကောင်းကင်မီတောင်းနဲ့လုံမြတ်ရင်နဲ့သာတင်းစေထားခဲ့တာပါ ဒါပေမဲ့လက်ရှိဒုံဟာရဲ့အပြောင်းလဲမှာတော့ရောက်ချမ်းကဟန်ဖုန်းကိုသူကသူ့ကိုယ်တိုင်သူ့ရဲ့လက်နဲ့ဟန်ဖုန်းကိုဇီဝင်ချွေပေးခဲ့ပါလေ။ဒါအဆိုရင်လဲဟန်ဖုန်းရဲ့နောင်တမရှိတဲ့အမူအရာကြောင့်သူ့ကိုယ်သူစိတ်ပိုင်းဖြတ်ပြီးတော့သူကလုခဲ့တာပါ။ သူကဟန်ဖုန်းကိုအဆုံးသတ်လိုက်ပြီမယ်ဟန်ဖုန်းကိုအဆုံးသတ်လိုက်တဲ့အချိန်ကာလတစ်နှစ်အတွင်းမှာရောက်ချမ်းအတွက်ဝမ်းနည်းစရာအကောင်းဆုံးအချိန်တွေဖြစ်နေခဲ့ပါတယ်ဘလွယ်ဖြစ်ဖြစ်နောက်ဆုံးပြောရမယ်ဆိုရင်ဟန်ဖုန်းကသူသားတယောက်လိုချစ်ခဲ့ရတဲ့သူတယောက်ပါပဲဒါပေမဲ့လေကံကြမ္မာကြီးကရောက်ချမ်းကိုတစ်ချိန်မျက်နှာသာမပေးခဲ့ပြီမယ်ဒုတိယအချိန်မှာတော့ရောက်ချမ်းကိုရှောင်းဝမ်းလိုမျိုးတပည့်ကိုပေးခဲ့ပါတယ်ရှောင်းဝမ်းလိုမျိုးသူ့ကိုအဖေတယောက်လိုတန်မိုးထားပြီးတော့သူ့ကိုချစ်တဲ့တပည့်မျိုးကိုပေးခဲ့ပါတယ် ဒီမှာရှင်းပြချင်တာလေးတစ်ခုရှိနေပါသေးတယ်။ရောက်ချမ်းကဟန်ဖုန်းကိုဘာကြောင့်ဖန်ကျွဲကိုမပေးခဲ့တာလဲဆိုတော့ဟန်ဖုန်းနဲ့ရောက်ချမ်းကြားမှာ၁၀နှစ်တာတန်ရုံးစင်ဟာရှိပါတယ်။ဟန်ဖုန်းဆိုတာရောက်ချမ်းရဲ့လက်ထဲမှာကြီးပင်းလာတဲ့ကလေးတစ်ယောက်ပါ။ပြောမယ်ဆိုရင် ရောက်ချမ်းကဟန်ဖုန်းကိုဖန်ကျွဲလိုမျိုးမိတော့မှန်တဲ့လမ်းစဉ်မျိုးကိုမလျှောက်လန်းစေချင်ပါဘူး။ဒါဆိုရင်တော့ဟန်ဖုန်းကမလုံနိုင်ပါဘူးလေသူကစိုးရင်တာကြောက်ပါလို့ပါပြီးတော့ဖန်ကျွဲလန်းစင်ကိုရှောက်လန်းမဲ့ဆိုရင်အစုံမဲ့နာကျင်မှုနဲ့တည်ချင်းရှင်ချင်းစမ်းတမ်းမှုတွေကိုဒါခံစားရပါလိမ့်မယ် ဒါကိုပြောမယ်ဆိုရင်တော့လက်ရှိရှောင်းဝဲဘွားကိုပဲကြည့်ပါ။ကောင်းကင်မီတော့တစ်ခုကိုတိမ်တွင်တိုင်းရှောင်းဝန်းကတေးမလို့အချိန်ချင်းခန်းစားခဲ့ရတာပါ။ဒါတွေကိုကြည့်မယ်ဆိုရင်ဖန်ကျွဲလန်းစင်ကိုချင့်ချင်ရတာဘလောက်ထိတော့ခက်ခဲလဲဆိုတော့သိရမှာပါ။ရောက်ချန်းကဟန်ဖုန်းရဲ့ကောင်းကျိုးအတွက်ပဲဟန်ဖုန်းကိုမီတော့မှန်တယ်ကိုမတင် जा ပေးခဲ့တာပါ။မီတော့မှန်တယ်ကိုလက်စင်မကန်းပေးခဲ့တာပါ။ဒါပေမဲ့လည်းအချိန်တိုင်ရင်တော့ရောက်ချန်းကဖန်ကျွဲကိုဟန်ဖုန်းရဲ့လက်ထဲကိုသာပေးရမှာပါ။ဒါပေမဲ့လည်းဟန်ဖုန်းကတော့အဲ့ဒီအချိန်မှာမိုကူရဲ့သွေးဆောင်မှုကြောင့်ဒီကောင်ကခွေးစိတ်ပေါက်သွားပြီးတော့ရောက်ချန်းကိုတစ်ဆာဖောက်ခဲ့တာပါ။ ဒီကောင်းသားညံရှိမယ်ဆိုရင်တော့လက်ရှိအချိန်ဒီမှာရောက်ချမ်းပိုင်ဆိုင်တဲ့အရာအလုံးကအချိန်တန်ရင်သူ့ရဲ့ပိုင်ဆိုင်မှုသာဖြစ်လာမှာပါဘလို့ပဲဖြစ်ဖြစ်အဲ့ဒီအချိန်ခါမှာရောက်ချမ်းရဲ့စက္ကန့်သူအနေနဲ့ဟန်ဖုန်းတယောက်ထရရတာရှိနေတာပါရောက်ချမ်းကအချိန်တန်တာနဲ့သူ့ရဲ့အရာအလုံးကိုဟန်ဖုန်းစီကိုသာသူကလွှဲပြောင်းပေးရပေးမှာပါကဲအခုသူတို့ဆရာတပည့်၃ယောက်ရဲ့ဂျာကိစ္စကိုပြပြပေးပြီးဆိုတော့ရှောင်းဝမ်းဂူပိတ်နေတဲ့နှစ်နှစ်အတွင်းကာလအတွင်းမှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကိုပြပြပေးသွားပါမယ်ရှောင်းဝမ်းဂူပိတ်လေးကျင့်နေတဲ့နှစ်နှစ်အတွင်းကာလမှာ ချိုင်လင်းရှောက်ရှန်းချင်းလင်းသူတို့သုံးယောက်စလုံးဟာကြဲကူပွဲအထွန်းထိပ်တိုင်းဝေးစာအဆင့်ကိုထုတ်ပြနိုင်ခဲ့ပါတယ်။ဒါအပြင်မှာကြဲကြွေဆန်ရဲ့အင်အားကလည်းငကူဝါထက်အစာပေါင်းများစွာထပ်မံပြီးတော့တိုးမြင့်လာခဲ့ပါတယ်။စမ်းကြဲကောင်းကင်ခိုင်းတဲ့ နယ်မြေချက်ထွင်းမှုတွေကလည်းတောက်လျှောက်ဖြစ်လာတာကြောင့်စမ်းကျက်ကောင်းကင်ခိုင်တဲ့ပဏိပခါတွေကလည်းများပြားလာပြီးစမ်းကျက်ကောင်းကင်ခိုင်ကကြက်ကြွေးဆိုင်ကိုရင်ဆိုင်ဖို့အတွက်သူတို့ကရေခဲမြစ်တောင်ကြားလေးလျက်စီးဆိုင်နဲ့အလဲပိုင်းကုန်းမြစ်မှာကြက်ကြွေးဆိုင်နဲ့ရန်ညိုးရှိတဲ့အင်အားစုတွေကိုပေါင်းဆက်ပြီးတော့မင်းဟဲမဟာမိတ်လို့ခေါ်တဲ့အင်အားစုအစ်စ်ကိုတီထောင်ခဲ့ပါတယ်။အဲ့ဒီအင်အားစုကိုတီထောင်ရတဲ့ရည်ရွယ်ချက်ကတော့ကြက်ကြွေးဆိုင်ကိုပေါ်တင်စစ်ကျင်ညာဖို့ပါ။ ဟုတ်ပါတယ်ကြဲကြွေဆိုင်ကိုသူတို့ကတရားဝင်စစ်တင်ညာပြီးတော့ကြဲကြွေဆိုင်နဲ့ရေကွန်ရေခဲတိုက်ခိုက်ဖို့အတွက်သူတို့ကမင်းဟဲမဟာမိတ်ကိုတီထောင်ခဲ့ကြတာပါအဲ့ဒီမင်းဟဲမဟာမိတ်ရဲ့မဟာမိတ်ခေါင်းဆောင်ကတော့ထင်မင်းခိုင်စမ်းတဲ့ကောင်းဝင်ခိုင်ရဲ့ဘိုးဘေးကြီးထင်မင်းပါပဲဒါအပြင်မှာသူတို့ရဲ့နောက်ကွယ်မှာဝိညာဉ်ဗိမ္မာန်ရဲ့အကူအညီရလည်းရှိနေပါသေးတယ် ဟုတ်ပါတယ်ဒီမှာကြက်ကြွေဆိုင်ကိုမေဟေမဟာမိတ်ကလာရောက်ပြီးတော့လာရောက်ပြီးတော့တိုက်ခိုက်တဲ့အခမ်းဒီအခမ်းမှာဆိုရင်တော့ကြက်ကြွေဆိုင်ရဲ့တိုင်းဝိဇာအဆင့်ပညာရှင်တွေဦးတော့ထေမင်ကသူ့ရဲ့တိုင်းကွက်တစ်ကွက်ထင်းနဲ့တပ်ပစ်ခဲ့ပါတယ်ဒီတေဆုံးသွားတဲ့တိုင်းဝိဇာအဆင့်ပညာရှင်ကအလွန်ဆုံးမှကျင်နှပွင့်တိုင်းဝိဇာပါပဲပြောရမယ်ဆိုရင်သူတို့ကကြက်ကြွေဆိုင်ကိုနောက်မှပူပေါင်းလာတဲ့သူတွေပါဒါကြောင့်မလို့လေသူတို့ရဲ့အဆင့်တန်းကြက်ကြွေဆိုင်ရဲ့ပြင်ပနေရာမှာသာရှိနေရပါထေမင်ထေမင်ဟာဆိုရင်တော့ ထမင်းခိုင်ရဲ့ဘိုးဘေးကြီးဖြစ်ပြီးသူကကျေရပွင့်တိုင်းသူတော်စင်အစင်းနဲ့အတော်လေးဥမာနီးစပ်နေပြီဖြစ်တဲ့လူတယောက်ပါ သူကအစင်းမြင့်သူတော်စင်တပိုင်းအစင်းပညာရှင်တယောက်ပါပြီးတော့ကုယိုကုယိုကလည်းအစင်းမြင့်သူတော်စင်တပိုင်းအစင်းပညာရှင်ဖြစ်ပြီးကျေရပွင့်တိုင်းသူတော်စင်အစင်းနဲ့အတော်လေးဥမာနီးစပ်နေတဲ့လူတယောက်ပါနှစ်နှစ်အတွင်းအချိန်ကာလမှာကုယိုရဲ့ဒဏ်ရာအများစုကလည်းအတော်လေးဥမာပြန်ကောင်းလာခဲ့ပါပြီလက်ရှိအချိန်မှာကုယိုကသူ့ရဲ့အထွန်းထိပ်အချိန်တွေကိုပြန်ရောင်းနေပြီလို့ပြောလို့ရပါတယ်နောက်ပြီးတော့နောက်ထပ်လူတယောက် ံပါတ်3ကောင်းကင်ဝိဇ္ဇာနံပါတ်3ကောင်းကင်ဝိဇ္ဇာဆိုရင်တော့ကုယိုးရဲ့အောက်ကလူဖြစ်ပြီးသူကတော့ကနအူးသူတော်စင်ဒပိုင်းအဆင့်ပညာရှင်ဖြစ်ပါလေလက်ရှိကျဲကျွေးဆိုင်ကိုလာရောက်တိုက်ခိုက်တဲ့အဖွဲ့ထဲမှာသူတော်စင်ဒပိုင်းအဆင့်ပညာရှင်၃ယောက်ကဥဆောင်ပြီးတော့လာရောက်တိုက်ခိုက်ကြတာပါဒါကြောင့်မလို့သူတို့ရဲ့အဖွဲ့စည်းကြီးတွေဟာကျဲကျွေးဆိုင်ကိုလုံအောင်ဖြည့်ဆည်းဖို့အတွက်စိတ်ပိုင်းဖြတ်ထားပြီးသားလို့ပြောလို့ရပါတယ်လက်ရှိအနေအထားအရပြောရမယ်ဆိုရင်တော့ကြက်ကြွေဆိုင်ကလုံအောင်အကျက်တဲသေးကိုရောက်နေပါပြီ။ဒါအပြင်မှာ ရေခဲမြစ်တောင်ကြားတို့လေလျက်စီးဆိုင်တို့လိုမျိုး အလဲပိုင်းကုမ္ပဏီဟာအင်အားစုတွေကလည်းပေါဝင်နေပါသေးတယ်။အဲ့လိုအင်အားစုတွေကလက်ရှိကျယ်ကျွေးဆိုင်ရင်အတွက်တော့မူးနေစရာအခြေအနေမဟုတ်တော့ပေမဲ့သူတို့အားလုံးကပူပေါင်းလိုက်တဲ့အခြေအနေမှာတော့မတူညီတော့ပါဘူး။သူတို့ရဲ့အင်အားစုကကျယ်ကျွေးဆိုင်ရင်တွန်းအောင်မှခုခံဖို့အတွက်ခက်ခဲတဲ့အရာတစ်ခုကဖြစ်လာခဲ့ပါတယ်။ဒါဆိုရင်တော့ရှောင်းဝဲနေရာကိုပြန်သွားလိုက်ရအောင်။ရှောင်းဝမ်းကသူဂူပိတ်လီကျင်းနေတနစ်ကျော်အချိန်အတွင်းမှာပဲသူကသူတော်စင်ဒပိုင်းစင်အတားစီးကိုချိုးဖျက်နိုင်ခဲ့ပြီးသူတော်စင်ဒပိုင်းစင်နဲ့တိုင်းဝိစာအဆင့်ချာမှာသူ့ရဲ့အငွေတက်ကပြောင်းလဲနေခဲ့ပါတယ်။ လက်ရှိအချိန်အထိရှောင်းဝဲရဲ့အငွေ့တက်ကိုရောက်ချင်းခမန်းကြီးရအောင်မှာသူကရှောင်းဝန်းကသူတော်စင်လားတန်ဝိစာလားဆိုတော့မခံမနိုင်ပါဘူးရှောင်းဝန်းရဲ့အငွေ့တက်ကလက်ရှိအချိန်မှာအမြဲတမ်းပြောင်းလဲနေတာပါဒါပေမဲ့ဒီမှာပြသွားတာရဆိုရင်တော့ရှောင်းဝန်းကသူတော်စင်တပိုင်းအဆင့်ကိုသူကချိုးဖျက်နိုင်ခဲ့ပါပြီဟုတ်ပါတယ်ရှောင်းဝန်းကသူတော်စင်တပိုင်းအဆင့်ကိုချိုးဖျက်နိုင်သွားပါပြီဘာဖြစ်လို့လဲဆိုတော့ရှောင်းဝန်းရဲ့အနောက်ကဂွင်းကပုံစံပြောင်းလဲသွားလို့ပါ ။ရှောင်းဝန်းကသူတော်စင်ဒပိုင်းအစင်းမာတွင်သူကမရက်တန့်သေးပဲအစင်းချိုးဖြဲနေရင်းနဲ့ရရှိခဲ့တဲ့ညံလင်းကိုအခွင့်ကောင်းယူပြီးသူကတခါတည်းကျဲတပွင့်တိုင်းသူတော်စင်အစင်းကိုချိုးဖြဲဖို့အတွက်ကြိုးစားနေရပါ။ဟုတ်ပါတယ်။လက်ရှိရှောင်းဝန်းကနိုးထလာပြီဆိုရင်သူကအစင်းမှန်ကျဲတပွင့်အစင်းမှန်တိုင်းသူတော်စင်အဖြစ်နိုးထလာမှာပါ။ဒါဆိုရင်တော့အားလုံးပဲနောက်ဘက်ကိုဆက်လက်ပြီးတော့စောင့်မျှော်ကြပါဦး။နောက်ဘက်မှာဆိုရင်တော့ရှောင်းဝမ်ကတိုင်းသူတော်စင်ဖြစ်ပါပြီ။ကျွန်တော်ကတော့ခရိုစာကြီးပါ။ဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုဒီမှာပြန်တွေ့ကြပါဦး။